မင်္ဂလာမနက်ခင်းပါရှင်။မလ10ရက်နေ့မနက်ခင်းသတင်းတွေကိုစတင်ပေးတိုင်းရထွန်းလေးတင်ဆက်ပေးပါရောင်းမယ်။ဒီနေ့မနက်ခင်းသတင်းတွေမှာတော့2025ခုနှစ်တက္ကသိုလ်ဝင်ဆောင်ဝေးဝဲကာလအတွင်းစင်းရုံတက်ရောက်ပြီးစေဝါကုသမှုခံယူနေကြတဲ့ចောင်းသားចောင်းသူတွေအတွက်စာပြေဌာနလေးခုထားရှိထားတဲ့ဆိုတဲ့သတင်း။ຫນွေကာလဖြစ်တဲ့ Matt April နဲ့ Mila တွေမှာနေအကူချိန်တွေညစ်တက်လာရတာကနေအပူပြန်တက်တိမ်တွေဖြစ်ထုံးပြီး လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်နေဆိုတဲ့တဲ့။ဟားမတ်တို့အနေနဲ့ကြံရှိနေတဲ့တရားခံတွေအားလုံးကို ပြန်လွှတ်ပေးခြင်းမရှိပါကဂါဇာဒေသပျက်စီးသွားလိမ့်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရပ်သတိပေးခဲ့တဲ့တဲ့။မြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအွန်ကနျူကလ িয়ার ဆွေးရင်တုံးရင်ငုတ်တင်မောဆောက်လုပ်တဲ့စီမံကိန်းကိုတွားရောက်စစ်ဆေးခဲ့တဲ့တဲ့နဲ့ပယ်လစ်တိုက်စစ်မိုးမာတီတာကိုခေါ်ယူဖို့မန်ယူအသင်းပြတ်မှတ်ထားနေတဲ့တဲ့အဆောက်ရှိတဲ့တဲ့နဲ့ကိုတင်ဆက်ပေးပါမယ်။ဦးဆောင်တဲ့တဲ့ပုံအနေနဲ့ 2025ခုနှစ်တက္ကသိုလ်ဝင်ဆောင်ဝေးဝဲကာလအတွင်းစင်းရုံတက်ရောက်ပြီးစေဝါကုသမှုခံယူနေကြတဲ့ကျောင်းသားကျောင်းသူတွေအတွက်စာပြေဌာနလေးခုထားရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်တက္ကသိုလ်ဝင်ဆောင်ဝေးဝဲကာလအတွင်းစင်းရုံတက်ရောက်ပြီးစေဝါကုသမှုခံယူနေကြတဲ့ကျောင်းသားကျောင်းသူတွေအတွက်စာပြေဌာနလေးခုစီစဉ်ထားရှိထားတယ်လို့မလ၈ရက်မှာစံမှန်ဝင်ကြီးဌာနကနေသိရပါဗျာ။ ကျမ်းမာရေးဝန်ကြီးဌာနကုသရေးဦးစီးဌာနနဲ့မြန်မာနိုင်ငံစားစပ်ဦးစီးဌာနတို့ရဲ့ညှိနှိုင်းထားချက်အရ2025ခုနှစ်မလ18ရက်ကနေ22ရက်အထိကျင်းပမယ့်တက္ကသိုလ်ဝင်ဆောင်ဝေးဝဲကာလအတွင်းစေယုံတက်ရောက်စေဝါကုသမှုခံယူနေကြရတဲ့ចောင်းသားចောင်းသူတွေနှင်နာမှုမရှိစေဖို့ရည်ရွယ်ပြီးစေယုံစားဖြေဌာနလေးခုကိုရန်ကုန်ပြည်သူစေယုံကြီးမြောက်ကလာပါအထွေထွေယောဂကုနှင့် တင်ကြားရေးစေယုံကြီးဗဟုအမျိုးသမီးစေယုံကြီးဝေဘာကိအထူးကုစေယုံကြီးတွေမှာဖွင့်လှစ်ပေးဖို့စီစဉ်ထားတယ်လို့သိရပါတယ်။စေယုံတယောက်ကုသနေတဲ့ဆမဝဲဝင်ရောက်ဖြည့်ဆို့လို့တဲ့ចောင်းသားចောင်းသူလူနာတွေဟာအဆိုပါစေယုံကြီးတွေမှာရှိတဲ့စေးလူမှုဆက်ဆံရေးဌာနနဲ့ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းသိရပါတယ်။အလားတူ နဝမာရန်အောင်မြင်ပြီးအကြောင်းမျိုးမျိုးကြောင့်တက္ကသိုလ်ဝင်ဆောင်ဝဲဖြည့်ဆို့ခဲ့ခြင်းမရှိသူတွေနဲ့တက္ကသိုလ်ဝင်ဆောင်ဝဲကြာရှုံးသူတွေကို2025ခုနှစ်တက္ကသိုလ်ဝင်ဆောင်ဝဲမှာပြင်ပဖြေအဖြစ်ဖြည့်ဆို့ခွင့်ပြုမှာဖြစ်ကြောင်းမြန်မာနိုင်ငံစာစေအုပ်စီးဌာနကထုတ်ပြန်ပါတယ်။ဆက်လက်ပြီးနေကာလဖြစ်တဲ့မတ်ဧပြီနဲ့မေလတွေမှာနေအပူချိန်တွေမြင့်တက်လာရကနေအပူပြန်တက်တိမ်တွေဖြစ်ထုံးပြီးလေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တဲ့ဆိုတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ နေကာလဖြစ်တဲ့မတ်ဧပြီနဲ့မေလတွေမှာနေအပူချိန်တွေမြင့်တက်လာရကနေအပူပြန်တက်တိမ်တွေဖြစ်တော်မီလေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ် ထုတ်ပြန်ချက်အရနေကာလမှာဖြစ်ပေါ်တတ်တဲ့မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးသတိပေးနှိုးဆော်ချက်အနေနဲ့မြန်မာနိုင်ငံအရေးရမှာနေကာလဖြစ်တဲ့မတ်ဧပြီနဲ့မေလတွေအတွင်းနေပူချိန်တွေတဖြည်းဖြည်းမြင့်တက်လာရကနေအပူပြန်တဲ့တိမ်တွေဖြစ်ထုံးပြီးမိုးလဲနဲ့ညနေပိုင်းတွေမှာမိုးတိမ်တောင်တွေဖြစ်ပေါ်နိုင်ပြီးအဆိုပါမိုးတိမ်တောင်တွေရွေလျားရာနေရာတစ်လျှောက်မှာလေပြင်းတွေတိုက်ခတ်တာလေပြင်းနဲ့အတူထစ်ချုံတာမိုးကြိုးပြစ်တာလျှက်စီးလက်တာမိုးသီးကျွေတာနဲ့နေရာကွက်ကြားမိုးထစ်ချုံရွာတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်ကြောင်း လေပြင်းတိုက်ခတ်စဉ်မြေပြင်ရေပြင်လေဟာတနအိမ်ပိုင်း40ကနေ90အထိတိုက်ခတ်နိုင်တယ်လို့သိရပါဗျ။အဲ့အတွက်ပြည်သူတွေအနေနဲ့မလဧပြီနဲ့မေလတွေအတွင်းဖြစ်ပေါ်လာနိုင်တဲ့မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးအထူးဂရုပြုနေထိုင်သွားဖို့နဲ့ပြည်ရင်းလေကြောင်းပြန်တန်းရင်းနဲ့ရေကြောင်းခီးစဉ်တွေအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့မိုးစလကသတိပေးထားပါဗျ။ဟာမတ်စတိုအနေနဲ့ကြန့်ရှိနေတဲ့တစားကန်အလုံးကိုပြန်လွတ်ပေးခြင်းမရှိပါကဂါဇာဒေသပြည်စည်းသွားလိမ့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တရီပေးခဲ့တဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးမှာပါ။ Hamas တို့အနေနဲ့ကြံရှိနေတဲ့တစားကန်တွေအားလုံးကိုပြန်လွှတ်ပေးခြင်းမရှိပါကခါစာဒေတာပျက်စီးသွားလိမ့်မယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသတိပေးခဲ့ပါဗျ။အဲ့ဒီချိန်တော့တွင်အမေရိကန်ဟာ၎င်းတို့ရဲ့အကြမ်းဖက်အဖွဲ့စင်ရဲမှထည့်သွင်းခံထားရတဲ့ Hamas အဖွဲ့နဲ့တိုက်ရိုက်မဟုတ်တဲ့ဇွေးနှိမ့်မှုတွေကိုပြုလုပ်နေကြောင်းနဲ့ကာဇာမားဖမ်းဆီးခံထားရတဲ့အမေရိကန်တစားကန်တွေလုံမြောက်ရေးကိုအာယုံဆိုင်လှုပ်ဆောင်နေကြောင်းအမေရိကန်ကအတည်ပြုခဲ့ပါဗျ။ ်အပြစ်ခတ်ရဲစိမ်းနဲ့ပတ်သက်ပြီးအစ္စရေးအတွက်လိုအပ်တဲ့အရာတွေကိုပံ့ပိုးပေးနေကြောင်းထရမ့်ကပြောပါရယ်တရားခံတွေအားလုံးကိုနောက်မကျစေဘဲအခုလွှတ်ပေးပါခမရတို့တက်ခဲ့တဲ့သူတွေရဲ့ရုပ်အလောင်းတွေအားလုံးကိုချက်ချင်းပြန်လဲလွှဲပြောင်းအနေမှာအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ခမရတို့အဆုံးသတ်ပြီးလို့ထရမ့်က၎င်းရဲ့ True Social Platform မှာရေးသားဖော်ပြခဲ့ပါရယ်ဒါကနောက်ဆုံးသတိပေးချက်ဖြစ်တယ်ဟောမက်စ်ခေါင်းဆောင်တွေအတွက်တော့အခွင့်အရေးရတော့ဂါဇာကထွက်ပြေးဖို့အခုကအချိန်ကောင်းမယ်လို့ထရမ့်ကပြောပါရယ်2023ခုနှစ်အောက်တိုဘာ9ရက်က Hamas အဖွဲ့ရဲ့ဝင်ရောက်တိုက်ခိုက်မှုကိုတုံ့ပြန်တဲ့အနေနဲ့အစ္စရေးကဂါဇာကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်ဂါဇာကမ်းမြောင်ဒေသမှာနေထိုင်တဲ့ဒေသခံအလုံးနီးပါးဟာအိမ်ပြစ်ရာပြစ်ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ဂါဇာဒေသခံတွေအတွက်လှပတဲ့အနာဂတ်ကစောင့်ဆိုင်းနေပါတယ်။ဒါပေမဲ့ Hamas တွေကဒဇာခံတွေကိုဖမ်းဆီးထောင်းမယ်ဆိုရင်တော့အကုန်လုံးအဆုံးသတ်သွားမှာပါလို့ Trump ကရေးသားခဲ့ပါတယ်။ဆက်လက်ပြီး မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အွန်ကနျူကလ িয়ার စွမ်းအင်သုံးရင်ငုတ်သင်းမော ဆောက်လုပ်တဲ့စီမံကိန်းကိုတွမ်းရောက်စစ်ဆေးခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျွန်အွန်ဟာနျူကလ িয়ার စွမ်းအင်သုံးရင်ငုတ်သင်းမောဆောက်လုပ်တဲ့စီမံကိန်းကိုတွမ်းရောက်စစ်ဆေးခဲ့တယ်လို့နိုင်ငံပိုင် KCNA တဲ့ရင်အေဂျင်စီကမလရှိရနေ့ကဖော်ပြခဲ့ပါတယ်။ဒီရင်ငုတ်သင်္ဘောစီမံကိန်းဟာမြောက်ကိုရီးယားရဲ့ကာကွယ်မဟာဗျူဟာရဲ့အထက်ကကြားတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ကြောင်းကင်ကပြောပါရယ် Kim ဟာစစ်သည်မတွေတည်ဆောက်နေတဲ့တင်မောချင်းတွေကိုတွားရောက်စစ်ဆေးခဲ့တယ်လို့ KCN ကဖော်ပြခဲ့ပြီး Kim တွားရောက်ခဲ့တဲ့တင်မောချင်းရဲ့ဒီနေရာနဲ့ ဘယ်နည်းရမှာသွားရောက်ခဲ့တယ်ဆိုတာကိုတော့အသေးစိတ်ပြောကြားခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ကင်ဟာနျူကလ িয়ার စွမ်းအင်တုံးမဟာဗျူဟာမြောက်ပယ်ထိန်ဒုံးကြီးရင်ငုတ်တင်းမောတိဆောက်မှုကိုလေးလာခဲ့ပြီးဒီစီမံကိန်းဟာကွန်မြူနတီပါတီညီလာခံမှာကြီးညာခဲ့တဲ့ဤပညာမြင့်လက်နက်များထုတ်လုပ်ရေးနဲ့ပတ်သက်တဲ့ကင်ရဲ့အဓိကစီရေးရည်မှန်းချက်တွေကတခုဖြစ်ကြောင်း KCN ကဖော်ပြခဲ့ပါတယ်။ဒီတဲ့ရင်ဟာပယ်ထိန်ဒုံးကြီးရဲ့ပြစ်ခတ်နိုင်စွမ်းရှိတဲ့နျူကလ িয়ার စွမ်းအင်တုံးရင်ငုတ်တင်းမောတစင်းကိုရည်ညွှန်းဖော်ပြတာဖြစ်နိုင်ကြောင်းနဲ့ဒါဟာ မြောက်ကိုရီးယားနိုင်ငံကပယ်ထိန်တုံးကြီးပြင်လွှတ်နိုင်တဲ့ရေငုပ်သင်းမောဆောင်းလုပ်နေတဲ့သတင်းကိုပထမဆုံးအကြိမ်ထုတ်ပြန်ခဲ့တာဖြစ်ကြောင်းတောင်ကိုရီးယားရဲ့ရုံးဟတ်သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။မြောက်ကိုရီးယားရဲ့ပင်လယ်ပြင်ကာကွယ်ရေးစွမ်းဆောင်ရည်ဟာဘယ်ရည်ပြည်တွေမှမဆိုအကန့်အသတ်မရှိ အပြည့်အဝစွမ်းဆောင်နိုင်လိမ့်မယ်လို့ကင်ကပြောကြားခဲ့ကြောင်း KCNA ကဖော်ပြခဲ့ပါတယ်။ ရေတပ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုလက်ရွေးစင်တပ်ဖွဲ့နဲ့နျူကလ িয়ার တပ်ဖွဲ့တွေနဲ့ပေါင်းထည့်တာဟာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးကြီးတဲ့မဟာဗျူဟာတစ်ခုဖြစ်ပါတယ်လို့ကင်ကပြောကြားခဲ့ကြောင်း KCN ကဖော်ပြခဲ့ပါတယ်။2023ခုနှစ်ကလည်း KCNA ဟာမြောက်ကိုရီးယားရဲ့ပထမဆုံးနည်းပြဟာမြောက်နျူကလ িয়ার တိုက်ခိုက်ရေးရင်ငုတ်သင်းမောအကြောင်းကိုဖော်ပြခဲ့ပေမဲ့အဲ့ဒီအချိန်ကအစိုးရရင်ငုတ်သင်းမောဟာမောင်းနှင်နိုင်တဲ့အဆင့်ကိုမရောက်ရှိသေးတဲ့ကြောင်းတောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယားမှာရေငုပ်သင်္ဘော64စင်းကနေ84စင်းအကြားရှိလိမ့်မယ်လို့အမေရိကန်အကြီးစိုက် တွင်းကျင်ပညာရှင်အဖွဲ့ဖြစ်တဲ့ Nuclear Threat Initiative NDI ကခန့်မှန်းဖော်ပြခဲ့ပါတယ်။ဒီပမာဏအရမြောက်ကိုရီးယားရဲ့ရေငုပ်သင်္ဘောအင်အားဟာကမ္ဘာအင်အားအကြီးဆုံးရေငုပ်သင်္ဘောအုပ်စုတွေထဲမှာပါဝင်နေတယ်လို့သတ်မှတ်နိုင်တာဖြစ်ပါတယ်။နောက်ဆုံးသတင်းပုံအနေနဲ့ပလင်းစတက်စင်မိုမာဒေတာကိုခေါ်ယူဖို့မန်ယူအသင်းပြတ်မှတ်ထားနေတဲ့အားကစားသတင်းကိုတင်ဆက်ပေးပါမယ်။ မယူသိန်းဟာ Crystal Palace အသင်းကပြည်သိတိုက်စင်မှုမာတီတာကိုလာမယ့်နေရာဒီမှာခေါ်ယူဖို့ပြတ်မှတ်ထားနေတယ်လို့သိရပါဗျ။မယူသိန်းဟာလာမယ့်နေရာဒီမှာဂိုးသွင်းနှုံးကြဆင်းနေတဲ့ အသင်းတိုက်ဆက်ပိုင်းကိုအင်အားဖြည့်တင်းဖို့စီစဉ်နေပြီ Sporting Lisbon အသင်းကဆွေရင်တိုက်ဆက်မှု Rugel Res ကိုဦးစားပေးပြမှတ်အဖြစ်သတ်မှတ်ထားတယ်လို့သိရပါတယ်။ဒါပေမဲ့ UK Res ဟာဥရောပထိပ်တန်းကလပ်အသင်းများစွာရဲ့ပြမှတ်ကစားသမားဖြစ်နေတာကြောင့်၎င်းကိုခေါ်ယူနိုင်ခြင်းမရှိခဲ့ပါကမာတီတာကိုအစားထိုးခေါ်ယူဖို့ရာထားတာဖြစ်ပါတယ်။အသက်28နှစ်အရွယ်မာတီတာဟာ Crystal Palace အသင်းအတွက်ပြိုင်ပွဲဆုံး122ပွဲရှင်ပြိုင်ကစားပြီး42ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။ မန်ယူသင်းဟာမာဒေတာအပြင်အခုရာသီကောင်းမှာလိုင်လီအသင်းနဲ့စာချုပ်သက်တမ်းကုံဆုံးမဲ့ကနေဒါတိုက်စစ်မိုးဂျိုနသန်ဒေးဗစ်ကိုလည်းခေါ်ယူဖို့စောင့်ကြည့်လျက်ရှိတယ်လို့သိရပါဗျ။မလော့စင်ရည်နဲ့မနက်ခင်းသတင်းတွေကိုတရရထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါညနေ၄နာရီမှာလည်းညနေခင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတစ်ဝဲတင်ရှိပါတယ်ကောင်းသောနေ့ရက်လေးဖြစ်ပါစေရှင်